59.3ဒုက္ခမရှိတာနိဗ္ဗာန်နဲ့ခန္ဓာ၅ပါးတူတက်ရောက်ကြရှင်ယမကယဟန်16ရက်12လ1958ခုနှစ်မန္တလေး59မိနစ်23စက္ကန့်အခြေခံ plus အတန်ကောင်း plus ယုံနာဓမ္မတွေဟူ၍ကဖြင့်ဖြစ်ပျက်ကြီးပဲအမြဲလှုပ်ရှားနေရတယ်မွေးလိုက်သေးလိုက်နဲ့အတုပတွေကိလေသာကြောင့်ဖြစ်တဲ့တရားတွေမှုအကောင်းဆုံးမဟုတ်လို့လှုပ်လှုပ်ရှားရှားခဏခဏပြက်ပြားနေတာ မမြဲတာဆင်းရဲတာမပိုင်တာဒါပဲ30ပုံမှရှိတာခမည်းတော်30ပုံကြိုက်နေရင်အနိစ္စဒုက္ခကြိုက်နေတာညံကြိုက်မဟုတ်ပဲကိလေသာနဲ့ကြိုက်တဲ့မကောင်းတာကြီးပဲနိဗ္ဗာန်ဆိုတာငြိမ့်တက်ပြီးသုံးလုံးချင်းမရှိပဲနဲ့အေးချမ်းတဲ့တဘောလေးတက်တဲ့ဒုက္ခချုပ်တဲ့ပုံကူများဤခံစားရတရားဝေဒနာနဲ့ခံစားတာမဟုတ်ဘူးညံအားဖြင့်တင့်တယ်ပြီးဒီကာလကြည်ကောင်းရှုကောင်းဖြစ်နေတဲ့တရားဒီရောက်တဲ့ပုံကူမှာသုတိပြည့်ကျွေမတည်နိုင်ပဲ ခိုင်မြဲတဲ့သဘောနဲ့နေရတယ်။ရှုလိုက်တဲ့အခါကျလို့ရှိရင်အလုံးအဝိုင်းလေးတောင်အပြားဘာနှမိတ်မှမမြင်ဘူး။ချမ်းသာတာတက်တက်ကလေးမြင်လိုက်မယ်။နိဗ္ဗာန်ဤအကြောင်းဟုတွေ့ဘယ်အကြောင်းနဲ့မှမဆက်တွယ်ပဲနဲ့သူ့ဟာသူတည်တံ့တည်တဲ့တရား။မဲခင်ရှိပါသည်အပေါ်ဓမ္မတက်တက်ရောက်စေတတ်တဲ့အကြောင်းသာဖြစ်တာ။တိဆောက်တဲ့အကြောင်းထောက်ပံ့တဲ့အကြောင်းမဟုတ်ဘူး။ခန္ဓာ၅ပါးဟာခင်လို့ရထားတဲ့သူတက်ယောက်ျားသူကိုသူတက်ယောက်ျားမှန်တည်တဲ့ပုဂ္ဂိုလ်ကြတော့ မလိုချင်ဘူးဆိုပြီးသူ့ကိုမောင်းထုတ်လို့အတတ်မခံရဘူးပုတုဇင်ကတော့ခန္ဓာ၅ပါးကိုပဲမိษွေထင်ပြီးတကလသူကျမ်းမာလို့တော်သေးတယ်သူစားကောင်းလို့တော်သေးတယ်သူကြိုက်တာဆိုဝယ်ပေးမယ်ဆိုပြီးသူ့ကိုငါ့ကိုငါဟာငါဥစ္စာအတွင်နာထားပြီးအင်မတန်ယူရလို့အတတ်ခံရတယ်ရဲ့ကျောင်းမှာကိုကြီးရဲ့ PhD ဓမ္မချန်နယ်ကို subscribe လုပ်ကြ 好好回答给我。<music>